အမေရိကန်ပြည်အောင်စုကတရုတ်ကိုကူညီချင်တာသာဖြစ်ပြီးထိခိုက်အောင် လုပ်တာမဟုတ်ဘူးလို့တမန်တော်နဲ့ထရန်ကတင်းကိုနေနေကပြောလိုက်ပါတယ်။ကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးရှိတဲ့နိုင်ငံကြီးကို နောက်ထပ်တရားရာဂိုင်းနှုန်းအခွန်ထပ်မံစီးကျက်မယ်လို့ချိန်ချောက်ခဲ့ပြီးတော့ရဲ့အနေငယ်အကြမ်းမှဒီလိုပြည်ယာပြည်ချောင်းလေတံနဲ့ပြောဆိုလိုက်တာပါ။ တောက်ကြနေကထရန့်ရဲ့ကြီးညာချက်ထွက်ပေါ်ခဲ့ပြီးတော့ယခုလကုံမှာတွေ့ဆုံမဲ့ရှီနဲ့ဆွေးနွေးပွဲကိုလည်းဖြတ်သိမ်းမယ်လို့ချင်းချောက်ပြောကြားခဲ့ပြီးတဲ့နောက်ဝေါ်လန်မရှိစတော့ရှယ်ယာဈေးနှုန်းတွေပြုတ်ကျသွားခဲ့ပါတယ်။ဝါရှင်တန်နဲ့ပေကျင်းအကြားကုန်သွယ်ရေးစစ်ပွဲထပ်မံဖြစ်ပွားမလားလို့အယောင်းဝယ်လုပ်သူတွေကစိုးရိမ်ပြီးတော့ဒီလိုဈေးနှုန်းတွေပြုတ်ကျသွားခဲ့တာပါ မရိကန်ပြောင်စုကတရုတ်ကိုကူညီခြင်းမှာတိခိုက်နစ်နာအောင်လုပ်တာမဟုတ်ပါဘူးလို့ထရန့်ကဆိုရှယ်မီဒီယာ truth မှာတင်းကွနေနေကရေးသားလိုက်ပါတယ်။တမရရှိကိုလည်းလေးစားပါတယ်။သူနိုင်ငံမှာစီးပွားပြက်ကက်စိုက်တာမဖြစ်စေချင်ပါဘူးလို့လည်းဆက်လက်ရေးသားထားပါတယ်။ရေရှားတတ်ထုဆက်မှုလုပ်ငန်းအပေါ်တရုတ်က နောက်ထပ်ပို့ကုန်ကန့်သက်တာတွေပြုလုပ်လိုက်တာကို အထူးတလဲ ရက်တန့်လိုတဲ့လုံရဲလိုထရန်ကခေါ်ဆိုလိုက်ပြီးတရုတ်အပေါ်ထတ်တိုးအခွန်တရားရာဂိုင်းလုံးထတ်မှန်ချမှတ်မှာကိုတောက်ကြနေကပြောကြားခဲ့တာပါဒီလိုတုံ့ပြန်တဲ့အနေနဲ့ပီကျင်းကလည်းဝါရှင်တန်ကိုမမျှမတလှုံ့ဆော်တယ်လို့အပြန်အလှန်ဆွဆွဲလိုက်ပါတယ် ထရန့်ရဲ့အခွန်ထပ်တိုးချမှတ်မဲ့ချင်းချောက်တာဟာစံကြတဲ့စံနှမျိုးကျင့်သုံးတာဖြစ်တယ်လို့လည်းတရုတ်ကူတန်ရောင်းဝယ်ရေးဝန်ကြီးဌာနကတင်းငွေနေနေကပြောကြားလိုက်ပါတယ်ဝါရှင်တန်ဟာတရုတ်နိုင်ငံအပေါ်စပတင်မာလကရက်ကစတင်ပြီးတော့တဆင်ပြီးတဆင်တိုးမြင့်ဖိအားပေးနေခဲ့ရလို့လည်းဝန်ကြီးဌာနကဆက်လက်ပြောကြားခဲ့ပါရယ်ခင်ဗျာလောကမီဒီယာရဲ့ဆက်လက်ရည်မှန်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံး 家长，也希望对面有这种电话，妈妈会对这些不明家长们特别开口来解释。會